မင်္ဂလာပါရှင်။ဝေသမီဒီယာ channel ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါရယ်။နာဆာကဟာဒလက်တိုက်ရင်ရဲ့ Rhino Copter ရင်တွေကိုစစ်စင်ရေးပြီးမှအသုံးပြုလာဝဲရှိရဲဆိုတဲ့သတင်းတွေပြီးခဲ့ရပိုင်းကလူမှုကွန်ရက်မှာစဲဝင်စားမှုမြင့်တက်ခဲ့ပါရယ်။ဒေသံဖိုင်ထဲမှာတော့ Rhino Corporation တွေဟာဘလို့စွမ်းဆောင်ရည်မျိုးတွေရှိတယ်လဲဆိုတာကိုပြောပြပေးသားမှာဖြစ်ပါရယ်။ဒီ season လေးမစတင်ခင်မှာတော့ဝေသမီဒီယာ channel ကို subscribe နဲ့ like and share လုပ်ပေးပါရှင်။ ရိတ်သက်ကြီးရင်မြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလည်းနေကိုင်းတိုက်ပွဲတွေဖြစ်လာခဲ့တာဟာလင်းနေကြော်လာပြီးဖြစ်ပါတယ်။ NASA ကလည်းနေကိုင်းပဋိပက္ခစတင်ဖြစ်ပွားချိန်အစောပိုင်းနှစ်တွေတုန်းကမောင်းသူမဲ့လရင်တို့ခေါ်ဆိုတဲ့ဒုံးတွေကိုအသုံးပြုခြင်းမရှိသလိုပါရာမော်တာလို့ခေါ်ဆိုကြတဲ့စက်တက်လေထီးတွေကိုအသုံးပြုခြင်းနဲ့ပါခဲ့ပါတယ်။ဒိုင်းမက် NASA ကဟာ2024ခုနှစ်နှစ်စန်းပိုင်းလောက်မှာဒရုန်းတပ်ဖွဲ့ကိုဖွဲ့စည်းခဲ့သလို ဒရုန်းတွေကိုလည်းအရှင်ထက်ပုံမှုအသုံးပြုခဲ့သလိုစစ်တပ်လေဒီအသုံးပြုမှုတွေကို2024ခုနှစ်ဒီဇင်ဘာလပိုင်းကစတင်ပြီးတော့ပုံမှုအသုံးပြုလာခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာတော့ NASA ကဟာပါရာမော်တာလို့ခေါ်ဆိုတဲ့စစ်တပ်လေဒီအစားဂျလက်တက်ရှင်ကြီးဂျိုင်းရိုကော့ပရာကိုအသုံးပြုလာပွဲရှိရဆိုပြီးတော့ဓမ္မကွန်ရဲမှာသတင်းတွေထွက်ပေါ်နေရလူအများစိတ်ဝင်စားမှုမြင့်တက်နေပါတယ်။ဂျိုင်းရိုကော့ပရာဟာစစ်တပ်လေဒီနဲ့နှိုင်းရှင်ရဲ့လေပြင်းတိုက်ခိုက်မှု ရာသီဥတုဆိုးရွားမှုအတန်းကိုအထိုက်အလျောက်ပုံမှုခံနိုင်ရှိရတဲ့အတွက်နာဆာကောက်စံကြံနေရဲ့လက်နက်ကောင်ဖွဲ့ရကြားမှာလေနာဆာကကဒိုင်းရိုကော့ပရာအသုံးပြုလာမှာဆိုးရိမ်မှုမြင့်တက်နေရလို့အချင်းချင်းတတိပေးပြောဆိုတာရှိလာခဲ့ပါတယ်။နာဆာကကိုစံကြံနေရဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့လေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ဝေဟင်အဖွဲ့ကနာဆာကအနေနဲ့ဂျိုင်းရိုကော့ပရာကိုအသုံးပြုနိုင်ဖို့အတွက်ပြီးခဲ့တဲ့မလ19ရက်နေ့မှာ နေပြီးတော့အနီးတစ်ဝိုက်မှာတိုင်းရိုကော်ပိုရာတစည်းပြန်တန်းခဲ့တယ်လို့အေဗီရာ24ရက်နေ့မှာလဲမကွေးအနီးတစ်ဝိုက်မှာဒီတိုင်းရိုကော်ပိုရာနှစ်စည်းပြန်တန်းမှုလှုပ်ဆောင်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။နာဆာကတက်တွေအသုံးပြုလာဝဲရှိရင်တိုင်းရိုကော်ပိုရာဟာရင်းအမင်းနဲ့ကိုတဲကြားမှာပန်ကာတစ်ခုရှိပြီးတော့ရင်းမောင်းတဦးနဲ့နောက်တဦးစင်းနေလိုက်ပါနိုင်တဲ့ရင်းအမျိုးအစားတစ်ခုဖြစ်ပွဲရှင်နေပြီးတော့ပြန်တမ်းမှုပြုလုပ်မယ်ဆိုရင်အလေးချိန်600ကီလိုဂရမ်ထိတင်းဆောင်က ြန်တန်းနိုင်တဲ့ရင်အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီဂျိုင်းရိုကော်ပတာဟာပုံမှန်ပြန်တန်းမှုမြန်နှုန်းအနေနဲ့တနအိမ်မှာ95မိုင်နှုန်းနဲ့ပြန်တန်းနိုင်ပြီးတော့အမြင့်ဆုံးမြန်နှုန်းအနေနဲ့ကတော့တနအိမ်ကို120မိုင်နှုန်းနဲ့ပြန်တန်းနိုင်တယ်လို့ဆိုပါတယ်။ဒါပြင်ဂျိုင်းရိုကော်ပတာဟာရဲရင်တွေလိုအမိုးမှာတလဲတွေပါရှိပြီးရင်အမီးနဲ့ကိုတဲကြားမှာပန်ကာအင်ဂျင်တစ်ခုပါရှိရလို့သိရပါတယ်။ဂျိုင်းရိုကော်ပတာရှင်တွေအမြင့်ဆုံးပြန်တန်းနိုင်တဲ့အမြင့်ပေဟာ ပေ12000ထိဖြစ်ပြီးအဝေးဆုံးပြတ်တန်းနိုင်တဲ့အကွာအဝေးက235မိုင်ဖြစ်တယ်လို့သိရပါတယ်။အဲဒီဂျိုင်းရိုကော်ပတာယာဉ်ရဲ့ယာဉ်ပြတ်တန်းမှုကြာကျက်အနေနဲ့တော့3နာရီကနေ4နာရီအကြာပြတ်တန်းနိုင်ပြီးတော့မိုင်အပြင်235မိုင်ပြတ်တန်းနိုင်တယ်လို့လည်းဝင်းရင်ဖွဲကဖော်ပြထားပါတယ်။ဂျိုင်းရိုကော်ပတာယာဉ်တွေဟာပြန်တက်လို့တဲ့ပြေလန်အရှိ225ပေလိုအပ်ပြီးတော့ပြင်းပြပေါ်ကိုပြန်လည်ဆင်းသက်ဖို့68ပေဖြစ်တယ်လို့လည်း သတင်းတွေကအသေးသားဖော်ပြထားပါတယ်။ဂျိုင်းရိုကော်ပိုရာတွေဟာရဟယင်နဲ့ကက်ဆစ်စင်တူညီပေမဲ့ရဟယင်ထက်ပိုရိုးရှင်းပေါ့ပါပြီးတော့ပေးခဲ့ပါတယ်။ဒါပေမဲ့ဂျိုင်းရိုကော်ပိုရာရှင်တွေဟာပြေးလန်းတူတွေကဆင်းနိုင်ပြီးအလွန်ကျင်းတဲ့နေရာတွေမှာဆင်းနိုင်ပေမဲ့ရဟယင်တွေလိုမျိုးအမြင့်ဆုံးမပြန့်တန်းနိုင်ဘူးလို့ဆိုပါတယ်။ဂျိုင်းရိုကော်ပိုရာရှင်တွေဟာပါရာမော်တာလို့ခေါ်ဆိုတဲ့စက်တက်ရှင်တွေထက်ပိုပြီးစစ်စစ်နိုင်စွမ်းမြင့်တယ်လို့သိရပါတယ်။ ဂျိုင်ရိုကော်ပတာယာဉ်တွေကိုလက်ဆက်တွေကင်းလှတဲ့နေရာနဲ့ကင်းထောက်ရွာမှာအဓိကထားအသုံးပြုပြီးအလေးချိန်ပေါင်းရာနဲ့ခြေတင်ပြီးတော့မိုင်ကို200ကျော်လောက်အေးစစီပြန်ပြီးစစ်စစ်နိုင်စွမ်းရှိရာနာဆာကာဝဆက်ကျင်ရဲ့တနက်ကအဖွဲ့တွေအတွက်စိုးရင်ကြဖြစ်လာရပွဲရှိနေပါတယ်။ဂျိုင်ရိုကော်ပတာရီအတွက်ကုန်ကြစိတ်ကလည်းစစ်ဘက်သုံးလေယာဉ်တွေနဲ့နိုင်ရှင်ရဲ့ရော်နေဝဲရှိနေရဲ့အတွက်နာဆာကတပ်တွေဟာဂျိုင်ရိုကော်ပတာရှင်တွေကိုပုံမှုအသုံးပြုလာဝဲရှိနေပါတယ်။ ဒါပြင်ကျိုင်းတို့ကော်ပိုရိုရှင်တွေအသုံးပြုဖို့တင်ကြားမှလည်းလေ့ကျင့်စရိတ်လေးတက်တာပြီးတော့ပြန်တန်းလေ့ကျင့်ချိန်ငါးရီပေါင်းအနည်းဆုံး90ကျော်လောက်ပြန်တန်းလေ့ကျင့်ဖို့ရင်ကျိုင်းတို့ကော်ပိုရိုရှင်တွေကိုမောင်းတက်ဖွယ်ရှိရလို့ဆိုကြပါတယ်ကျိုင်းတို့ကော်ပိုရိုရှင်တွေမောင်းတက်စီဖို့အနည်းဆုံးငါးရီပေါင်း90ကျော်လောက်တင်ကြားခဲ့မယ်ဆိုရင် မောင်းနေတက်မှာဖြစ်တဲ့အတွက်အချိန်ယူတင်ပေးနေကြမလို့တော့တလို့မောင်းနေမဲ့ပိုင်းတော်ခံဖို့အတွက်တင်နန်းသားရှာဖို့ခက်ခဲဝယ်မရှိဘူးလို့ဆိုနိုင်ပါတယ် ဂျိုင်ရိုကော့ပတာရှင်တွေရဲ့စီစာနှုန်းကလည်းလေရင်နဲ့ရှင်ရင်မိုးနဲ့မြေပဲဆိုတော့အများကြီးတက်တာပဲရှိပါတယ်။ဒါပေမဲ့ဂျိုင်ရိုကော့ပတာရှင်တွေရဲ့အမြင့်ဆုံးပြန်တန်းနိုင်မယ့်အမြင့်ကပေ12000တာဖြစ်တဲ့အတွက်အကွာအဝေးပေ12000ကျော်ထိရောက်ရှိနိုင်မယ့်တနတ်တွေနဲ့ပြည့်ကျနိုင်စွမ်းရှိရလို့ဆိုပါတယ်။လက်ရှိချိန်မှာ NASA ကဟာစမ်းသပ်ပြန်တန်းတွေရဲ့အဆင့်မှာရှိနေပုံရပြီးစစ်စင်ရေးလုပ်ငန်းတွေမှာအချိန်မြင့်သုံးဆွဲတာမျိုးမရှိသေးဘူးလို့သိရပါတယ်။ ဂျိုင်ရိုကော့ပတာယင်ကိုတအူးသာမောင်းနေတယ်လို့ဆိုပေမဲ့ရင်းရဲ့နောက်မှာတအူးလိုက်ပါမောင်းနေနိုင်စွမ်းရှိရာရင်းရဲ့နောက်မှာလိုက်ပါလာသူဟာဝင်းရင်ကနေပုံကျဲခြင်းစက်တနက်တွေနဲ့ပစ်ခတ်ခြင်းရော့ကက်ဒုံးကျည်နဲ့ပစ်ခတ်ခြင်းပါလုံးဆောင်နိုင်စွမ်းရှိရာနာဇာကာကိုစန်ဂျင်နီရဲ့လက်နက်ကအဖွဲ့တွေအတွက်အရင်ထက်ပုံမိုးစိုးရိမ်စွာဖြစ်လာဝဲရှိနေပါတယ်။စီရင်နဲ့စစ်လက်နက်ပစ္စည်းအကြောင်းတွေကိုရေးသားဖော်ပြနေရဲ့ page တစ်ခုဖြစ်တဲ့ MWO ကတော့ ဒီဂျိုင်ရိုတွေကအလဲပိုင်းကနာဆာကကိုစမ်းကျင်ရတဲ့သူတွေတတိထားမယ်ကကြည့်ရတာ prototype နမူနာကို flight test လုပ်တုံးဖြစ်မယ်နေပြည်တော်နဲ့မကွေမှာပြန်တန်းသွားတယ်လို့သိရတယ်ဒီကောင်တွေကပါရာရီတက်ပို့ပြီးစစ်စင်နိုင်စွမ်းမြင့်နေပါရာရီတို့ကန့်သက်ချက်သိမရှိဘူးဂျိုင်ရိုတွေကိုသုံးတာကတော့တရုတ်ပြည်နယ်စစ်တပ်နဲ့ရဲတပ်ဖွဲ့ပဲသုံးတာများတယ်ဘယ်နေရာတွေသုံးလဲဆိုရင်နေဆက်တွေကင်းလဲတဲ့နေရာနဲ့ကင်းထောက်ယာရီမှာသုံးတယ် ပေါင်ရာနဲ့ချီတင်ပြီးမိုင်းကို200ကျော်လောက်အေးဆေးပြန်တမ်းပြီးစစ်စင်နိုင်စွမ်းရှိရယ်နာဆာကအနေနဲ့လေတပ်ကိုတနိုင်ငံလုံးဖျက်ချက်ထားရတော့စရိတ်ကတအားထောင်းလာတဲ့ချိန်မှာဒီဂျိုင်ရိုနဲ့ပါရာမော်တာတွေကသူတို့အတွက်အသက်ရှူပေါက်ဖြစ်လာတယ်ဂျိုင်ရိုကော်ပတာကိုတချို့မောင်းဘူးသူတွေကိုမေးကြည့်ရောပြန်တမ်းလေးချင်းချင်းနိုင်90လောက်ပြန်တမ်းပို့ရင်ကောင်းကောင်းမောင်းတက်သွားတယ်ဆိုတော့လေးချင်းစရိတ်လည်းတက်တာတယ်တေးသေးကြကြအချင်းယူပြီးတင်ပေးရမှာမလို့တော့ဘူး ပိုင်းလော်ခံမှုတွေတင်းတန်းသားရှာဖို့တိတ်မခက်ခဲတော့ဘူးစီစားနှုံးကလည်းလေရင်နဲ့ရှင်မိုးနဲ့မြေပဲဆိုတော့အကောင့်သေးသေးလေးတွေနဲ့အညာကိုမှွင့်မဲ့ပုံပဲတရုတ်ပြန်လေကတော့တင်ဖြတ်တုံး ATGM တက်ထားတယ်ပြီးတော့အောက်မှာစင်စာပါတယ်အခုဒီကောင်တွေကကြည့်ရတာဘာစင်စာမှမပါဘူးပါလာတွေလိုပဲစိန်ပြောင်းအတီ120အတီကိုမောက်မှာတက်ပြီးတော့ in the fuse နဲ့ကြေချလောက်တယ်ပါလာမော်တာတွေမှာတော့တစ်ဖက်ကိုလေးလုံးချိန်ထားတယ်သူ့အားနဲ့ချက်ကတော့ flight အတေကျုနဲမယ်အမျက်ကြီးပြတ်မရဘူး PKM တို့လိုဆက်လီကောင်းကောင်းနဲ့ပြည်ရင်မခံနိုင်ဘူးတုံးထားရဲ့ကိုတွေဟာကြည်မကနိုင်ဘူးအတန်ကြားရင်သိတာလေအတန်ကပါရာရီထက်ပိုဆူတယ်ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ် NASA ကဟာတိုင်းတာလနဲ့ကအဖွဲ့တွေနဲ့ PDF တွေကိုတိုက်ခိုက်ရှာမှာလေကြောင်းကိုအဓိကအားထားပြီးတော့တိုက်ခိုက်ခဲ့ရာလက်ရှိအချိန်မှာဝင်းကိုအုံပြုတ်ပြီးတိုက်လေရင်တွေစေဘက်3လေရင်တွေအပြင်ဒရုန်းတွေစက်တက်လေဒီတွေနဲ့ ဒိုင်ရိုကော့ပတာတွေကိုမြန်မြန်ဆိုင်ဆိုင်သုံးလာဝယ်ရှိနေရအကျဉ်းကြလာနေအများတိုင်းသာလနဲ့ကအဖွဲတွေနဲ့ PDF ဝင်တွေပုံမထိခိုက်ကြဆုံးရဝယ်ရှိနေပါတယ်။ NASA ကဒိုင်ရိုကော့ပတာရင်ရဲ့ကိုရဲကိုကြီးကနိုင်စွမ်းရှိအောင်နဲ့ပြန်တန်းချိန်မှာအတန်စုညံမှုရောင်းနေအောင်လှုပ်ဆောင်နိုင်မယ်ဆိုရင်အဲ့ဒီဒိုင်ရိုကော့ပတာရင်တွေဟာစစ်စစ်ရေတွေမှာအထူးကအရှိပါလာဝယ်ရှိပါတယ်။စီးအစစ်ဝင်စားသူတဦးကတော့ drone drop bomb paramotor ကနေ ဂိုင်ရိုကော်ပတာတိစင်ကယ်ဖြစ်စဉ်အဖြစ်ပြောင်းလဲတိုးတက်လာအောင်ဆွမ်းဆောင်နိုင်ခဲ့သူတွေကိုလေးစားစွာနဲ့ဂုဏ်ပြုပါတယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်ရှင်